တကယ်ကိုအနှိမ့်ချယုံမြင်ခွင့်တွေပါပဲ။နေရာတကာမှာအလောင်းတွေပြန်ကျဲနေခဲ့ပါတယ်။ဒီနေရာမှာအက်ဆီဒန့်ဖြစ်သွားခဲ့တာကတော့ယထာ၃ဆင့်ပဲဖြစ်ပါတယ်။ယထာ၃ဆင့်တိုက်မိသွားခဲ့တဲ့အခါမှာလူသူပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးသွားခဲ့ရပါတယ်။ယထာပေါ်မှာပေါ်လာခဲ့တဲ့ live ဇီနင်းတို့ခရီးသည်တွေတယောက်မှအသက်မရှင်တဲ့ပုံပါပဲ။တတော်လေးကိုဆိုးရွားတဲ့အက်ဆီဒန့်တစ်ခုဖြစ်ပွားခဲ့တာပါ။ကဲဇေးသမားတွေကတော့သူရဲ့တာဝန်တွေကိုကျေပြွန်စွာထမ်းဆောင်နေခဲ့ပါတယ်။ ယထာတွဲရီမှာပိမိနေခဲ့တဲ့သူတွေအကုန်လုံးကိုတော့ယထာတွဲရီကိုဖျက်ဆီးပြစ်ပြီးကဲထုတ်ပေးနေခဲ့ပါတယ်။ဘေးဘဝင်ချင်းတစ်ခုလုံးမှာတော့လူနာတင်ကားရီရဲ့အတန်တွေနဲ့ကဲဆေးသမားရီရဲ့ဆူညာတန်တွေကိုကြားနေရပါတယ်။အလောင်းတွေရောအရန်အများပြားလောနေခဲ့တဲ့အခါမှာလူနာတင်ကားရီတော်မဆနိုင်ဖြစ်လာခဲ့ရပါပြီ။ဒါပေမဲ့လူတွေကတော့အခုချိန်ထိသူတို့ရဲ့မိသားစုဝင်တွေကိုရှောက်ဖွေနေကြစေပါပဲ။ကဲကြပါအောင်လို့အော်နေကြတဲ့သူတွေကလည်းအများအများပါ။ကျမရဲ့သားလေး ကျမရဲ့အသက်18နှစ်ပဲရှိသေးတယ်ကျမရဲ့သားလေးသူ့ကိုလိုက်ရှာပေးကြပါအောင်ရှင်သူ့ကိုလိုက်ရှာပေးကြပါအောင်နော်သူ့ကိုအမြန်ဆုံးထုတ်ပေးပါသူဒီရထားနဲ့ပဲခရီးသွားနေခဲ့တာဘာဖြစ်သွားပြီလဲမသိဘူးသူအထင်းမှပိတ်မိနေတုံးပဲဟိုမှာကြည့်ပါအောင်ရှင်သူ့ရဲ့လက်တွေလှုပ်နေသေးတယ်သူအသက်ရှင်သေးတယ်ဒီလားသူ့ကိုအမြန်ဆုံးထုတ်ပေးပါနော်ကျမကအကူအညီပေးပါအောင်မိခင်ဖြစ်သူတယောက်ကတော့ငိုကြွေးနေခဲ့ပါတယ်မျော်လင့်ချက်တွေအားလုံးပျောက်ဆုံးနေတဲ့အချိန်ဒီမှာတော့မျော်လင့်ချက်တစ်ခုကိုဆွဲကင်ထားပြီးသူကတော့အကူအညီတောင်းခံနေခဲ့ရပါဘူး အမှန်တကယ်မှာတော့သူ့ရဲ့သားလေးဟာဒေဆောင်သွားခဲ့ပါပြီ။သူ့ရဲ့ခန္ဓာကိုယ်ကလည်းအတန်မဲနေခဲ့ပါပြီ။မိခင်ဖြစ်သူကသာစိတ်ထဲကသူ့သားလေးကိုလက်လွမပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အသက်ရှင်နေသေးတယ်လို့ထင်အောင်ထင်မှဖြစ်နေခဲ့ရပါ။သေးဆုံးသွားတဲ့သားသမီးတွေရဲ့အလောင်းကိုကြည်ပြီးမိဘတွေအယူတပိုင်းခန်းစားနေရပြီးခလေးငယ်လေးတွေရဲ့အလောင်းအရှိမလည်းငိုကြွေးနေကြပါတယ်။တချို့ကတော့မိဘတွေရဲ့အလောင်းတွေကိုကြည်ပြီးငိုကြွေးနေကြပါတယ်။ ။တချို့ကတော့ကွဲလွန်သွားတဲ့ယောက်ျားဖြစ်သူရဲ့အလောင်းကိုကြည့်ပြီးစကားတွေပြောဆိုနေကြပါရဲ့။ရှင်ကျမပြောတော်တော့ကကြတော့တသက်လုံးအတူတူနေထိုင်သွားမှာပါဆို။အခုကြဘလို့ဖြစ်ရတာလဲ။ရှင်ဘာလို့အခုလိုမျိုးကျမကိုလမ်းတစ်ဝက်တစ်ပြက်မှာထားသွားခဲ့ရတာလဲပြန်လာခဲ့။ထားပါအောင်ရှင်ဘာလို့ကျမကိုထားသွားရတာလဲထားမသွားပါနဲ့နော်ပြန်လာခဲ့ပါအောင်။ကျမရှင်နဲ့ပဲအတူတူရှိနေချင်းနဲ့ကျမတယောက်တည်းမနေချင်းဘူးပြန်လာခဲ့ပါနော်။ကျမတယောက်တည်းမထားခဲ့ပါနဲ့ရှင်။ မျောလင်းချက်ကတော့တတော်လေးကိုပြောင်းဆုံးနေခဲ့ပါပြီ။ကဲဆေးရေးလုံးနေသူတွေကတော့ကဲဆေးရေးကိုအချိန်တုံးမြင်လောက်ဆောင်နေခဲ့ကြပါတယ်။ဒီထဲမှာအသက်ရှင်ကျန်ရတဲ့သူကအတော်လေးနေရတဲ့အတွက်ကြောင့်မို့လို့အားလုံးလည်းမျောလင်းချက်တွေပြောင်းဆုံးကုန်ရပါတယ်။ဝမ်းနဲ့ဆရာကောင်းတဲ့အခြေအနေနဲ့အနိဋ္ဌာယုံမြင်ကွင်းတွေကြားထဲမှာတော့ဓပုံဆရာတွေကတော့ဓပုံလာရောက်ရောက်ကူးနေကြပါတယ်။တဘောဆရာတယောက်ကလည်းဒီအနိဋ္ဌာယုံမြင်ကွင်းတွေကိုတပုံလာရောက်ရှိုက်ကိုပြီးမှတ်တမ်းတင်နေခဲ့ပါတယ်။ သူကလည်းတည်င်းယူရမှာဖြစ်တဲ့အတွက်အကြောင်းမို့လို့ဓာတ်ပုံရိုက်နေခဲ့ရတာပါဖြစ်ပြနေတဲ့အခြေအနေတွေနဲ့မြင်ကွင်းတွေအကုန်လုံးကိုသူကဓာတ်ပုံရိုက်ကူးနေရပေမဲ့သူရဲ့စိတ်နှလုံးတွေလည်းဝမ်းနဲ့ကြွေကွဲနေကြရပါတယ်။လူတွေရဲ့အုံကိုဒဏ်တွေနဲ့တနာစရာကောင်းတဲ့မြင်ကွင်းတွေကိုမြင်တွေ့ကြရတဲ့အတွက်သူလည်းမျက်ရည်ကျမိပါတယ်။အော်ဒဏ်တွေကိုကြားခဲ့ရတဲ့ခါတိုင်းသူရဲ့နှလုံးခုန်ဒဏ်တွေမျက်စံလာတတ်ပါတယ်။ဒါပေမဲ့သူကတော့သူ့အလုပ်ကိုပြီးအောင်လုပ်ရမှာပါ။ဒါမှလည်းသူရဲ့မိသားစုရဲ့စာဝင်းနေရေးအဆင်ပြေမှာလေ ဒါကြောင့်သူကလည်းဓာတ်ပုံတွေကိုရိုက်ကူးသွားပါတယ်။ရိုက်ကူးသွားတဲ့သူရဲ့ဓာတ်ပုံတွေကိုမြင်တွေ့ရသူတိုင်းအဖို့တတော်လေးကိုထိတ်လန့်တုန်လှုပ်သွားကြမှာအမှန်ကန်ပါပဲ။သူကဓာတ်ပုံတွေရိုက်ကူးပြီးသွားတဲ့အခါမှာဓာတ်ပုံတွေအလုံးကိုအကျဲချဲ့ကြည့်ခဲ့ပါတယ်။သူလည်းဓပုံတွေရိုက်ကိုပြီးတဲ့အခါမှာဆွဲချဲကြည့်နေရင်လည်းဓပုံတပုံကိုကြည့်နေခဲ့မိတဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ရပါတယ်။တေသူရဲ့ခန္ဓာကိုယ်ကမျိုးလုံးတွေကပြိုးထွက်နေခဲ့ပြီးရှာလဲထွက်နေခဲ့ပါတယ်။ ပြီးတော့ဒီအလောင်းကသူ့ကိုပြိုးကြည့်နေတယ်လို့မျိုးကိုခန်းစားခဲ့ရပါတယ်။ဒီအချိန်မှာရုတ်တရက်မိုးရေကတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။ရွာဒီဦးတို့ကအေးနေခဲ့တဲ့အချိန်မှာရုတ်တရက်ကြီးမိုးကလည်းရွာသွန်းလာခဲ့တာပါ။ကဲဆဲရဲတွေအတွက်အတော်လေးကိုအနှောက်ယှက်ဖြစ်သွားတဲ့အခြေအနေပါပဲ။တပုတ်စရာကလည်းအလုပ်တွေပြီးစီသွားတာနဲ့ချက်ချင်းပဲစိုက်ကယ်နိုးပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။တလန်းအလုံးမျိုးလုံးထဲမှာသူရိုက်ကိုခဲ့တဲ့ချက်ပုံတွေကိုပဲပြန်လဲမြင်အောင်နေခဲ့မိပါတယ်။နောက်ဆုံးမှာတော့သူအိမ်ကိုပြန်လဲရောက်ရှိလာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်နာရီသုံးနာရီလောက်ထဲကသူတတော်လေးကိုအလုရှုံနေခဲ့တာပါသူကအဖြစ်ဖြစ်တွေအားလုံးရဲ့ဓပုံတွေကိုရိုက်ကိုးပြီးဆိုတာနဲ့ဓပုံတွေအားလုံးကိုသူရဲ့စီနီယာစီကိုပြန်ပို့ပေးရအောင်ပါပါသူလည်းဒီအလုပ်တွေကိုပြီးအောင်လုပ်နေခဲ့ပါတယ်ညာ၁၂နာရီခွဲသွားခဲ့ပါပြီပဝင်းကျင်တစ်ခုလုံးကတော့တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်ဓပုံဆရာကလည်းသူရိုက်ကိုးခဲ့တဲ့ဓပုံတွေကိုပြန်ပြင်ဖို့အတွက်ကြည့်နေခဲ့ပါတယ် သူရိုက်ကူထားတဲ့ဓပုံတွေကရှင်းလင်းခြင်းမရှိဘဲနဲ့ရှုပ်ထွေးနေမယ်ဆိုရင်တော့တထည့်ဖြစ်သူကသူ့ကိုဆူမှာပါ။သူကလည်းအဆူခံရမှာကြောက်လွန်တဲ့အတွက်ကြောင့်မို့လို့ဓပုံတွေကိုတေးချပြန်စစ်နေခဲ့ပါရဲ့။သူဓပုံတွေကိုကြည့်နေနဲ့ကြောက်စရာကောင်းတဲ့အရိဓပုံကြီးကိုပြန်လည်မြင်တွေ့လိုက်ရပါရဲ့။သူကဒီဓပုံကိုကြော့ပြဖို့အတွက်တွေးလိုက်တဲ့အချိန်မှာပဲဓပုံတွေကသူကတဖြည်းဖြည်းအပြင်ကိုထွက်လာတယ်လို့မျိုးခံစားလိုက်ရပါတယ်။ဒီဓပုံတွေကသူကတော့ ငါသေသွားပြီပဲငါရဲ့ခန္ဓာကိုယ်ကိုတော့လှုပ်ပေးလိုက်ပါတော့ငါရဲ့အလောင်းကောက်ခန္ဓာကိုယ်ကြီးကိုလှုပ်ပေးလိုက်ပါတော့လို့တောင်းဆိုနေတယ်လို့ပါပဲသူလည်းဒီဓာတ်ပုံကိုကြည့်လိုက်တဲ့အခါတိုင်းနှလုံးခုန်တံတွေအရန်ကိုမြန်ဆန်လာခဲ့ပါတယ်ဒါကြောင့်သူကလည်းကင်မရာကိုပိတ်လိုက်ပြီးရတယ်စလိုက်ထိုင်တောင်းနေလိုက်ပါတယ် စလေထိုင်တောင်းနေနဲ့သူတခုခုကိုလည်းတွေးနေခင်မိပါတယ်။ဒီအချိန်မှာပဲသူရဲ့ထိုင်ကုန်နောက်မှာတစုံတယောက်ရှိနေတယ်လို့မျိုးခံစားလိုက်ရပါတယ်။အနောက်ကိုလည်းကြည့်လိုက်ပေမဲ့ဘယ်သူမှရှိမနေခဲ့ပါဘူး။အနောက်မှာဘယ်သူမှလည်းရှိမနေပါဘူး။ဘာဖြစ်လို့တယောက်ရှိနေတယ်လို့ငါခံစားနေရတာလဲ။အခုနောက်တယောက်ကငါအနောက်မှာလာရနေတယ်လို့မျိုးပဲ။ဒီအချိန်မှာတပုတ်ဆရာကြီးကလည်းလုံအောင်ကိုကြောက်ရွံ့ကြောင်လုံးသွားပါတယ်။သူလည်းဒီဓာတ်ပုံတွေကိုလည်းဆက်ပြီးတော့မကြည့်ချင်းတော့ဒီလိုမျိုးကင်မရာကိုလည်းမကောက်ကင်ချင်တော့ပါဘူး။ ဒါပေမဲ့ဘလို့မဆို သူအလောက်ကိုပြီးအောင်လုပ်ရမှာပါဒီဓာတ်ပုံတွေအားလုံးကိုတော့သူရဲ့တထေးဖြစ်သူစီကိုပို့ဆောင်ပေးရအောင်မှပဲဖြစ်ပါတယ်။ဒါကြောင့်သူကလည်းတက်တီမွေပြီးအလောက်တွေကိုပြန်လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကတချို့ကိုတော့သူ print ထုတ်ပြီးသွားပါပြီ။ဒါကြောင့်သူကလည်းဓာတ်ပုံတွေကိုစုစည်းထားလိုက်ပါတယ်။ဒီအချိန်မှာပဲရုတ်တရက်သူရဲ့အခန်းထဲကပိတ်ထားတဲ့ပန်ကားကဘလို့ဖြစ်ပြီးတော့ပွင့်သွားလဲမသိပါဘူးအချိန်ပြင်းပြင်းနဲ့လည်လာခဲ့ပါတယ်ဒါကြောင့်ဓာတ်ပုံတွေအားလုံးကလည်းလွှဲစင်ခုံကြပါရော ာဒါဘလို့ဖြစ်တာလဲပန်ကငါလဲထမ်းဖွင့်မယ်နဲ့ဘလို့ဖြစ်ပြီးတော့ပန်ကလဲလာရတာလဲထိုးဆန့်လိုက်တာသူလဲဘာမှစဉ်းစားမနေတော့ပဲထပြီးပန်ကကလောက်ကိုပိတ်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာဓပုံတွေအားလုံးကိုပြန်ပြီးစုဆောင်းလိုက်ပါတယ်ပြီးတော့စပွဲပေါကိုပြန်တင်ထားခဲ့ပါတော့တယ်ဒီနောက်သူကဓာတ်ပုံတပုံချင်းစီကိုပြန်ပြီးစစ်ဆေးကြည့်ပါရီခဏကြာမှသူ့အခန်းရဲ့ပန်ကားကပြန်ပြီးတော့ပွင့်သွားခဲ့ပါတော့တယ်ဒါကြောင့်ဓာတ်ပုံတွေအကုန်လုံးကလည်းပြန်ပြီးတော့ပြန်ကျဲကုန်ပါတော့တယ် ။တပုတ်ဆရာကြီးကိုတိုင်းလဲဒါရီအားလုံးပါရီဖြစ်နေရလဲဆိုတော့ကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့စေပါပဲ။သူလဲဘန်ကောက်ကိုပိတ်ဖို့အတွက်ထားရတော့မဲ့အချိန်မှာပဲဘန်ကောက်ကသူ့လိုလိုရပ်တန့်သွားခဲ့ပါရီ။ဒါကြောင့်သူကလည်းပြန်ကျဲသွားတဲ့ဓာတ်ပုံတွေအားလုံးကိုကောက်ပြီးတော့တစ်ခါပြန်လဲဆုဆောင်လိုက်ပါတော့တယ်။ပြီးသွားတဲ့အခါမှာသူကလည်းအရာတစ်ခုနဲ့ဖိထားလိုက်ပါရီ။ဒါမှလည်းနောက်တစ်ချိန်ထပ်ပြီးတော့မပြန်ကျဲကုန်တော့ပါလေ။ဒီနောက်မှာတော့သူကဓာတ်ပုံတပုံချင်းစီကိုစကန်ဖတ်ပြီးနောက်မှာတော့သူ့ရဲ့ကွန်ပျူတာထဲမှာတင်စီထားလိုက်ပါရီ။ ဒါမှလည်းသူကဓာတ်ပုံတွေအားလုံးကိုတထည်ဖြစ်သူကိုတခါရဲအီးမေးလ်နဲ့ပို့ပေးလို့ရမှာလေသူလည်းဓာတ်ပုံတွေနဲ့အလုံးရှုံးနေခဲ့တဲ့အချိန်မှာပဲဒီစုံတယောက်သူ့နာမလာရက်နေတယ်လို့မျိုးခန်းစားလိုက်ရပြန်ပါတော့တယ်ဒါကြောင့်သူလည်းလမ်းဖြန့်သွားခဲ့ရတာပေါ့သူရဲ့အသက်ရှူတန်ကိုတော့မှသူကိုယ်တိုင်ပြန်ကြားနေရတယ်လို့မျိုးပါပဲရှင်တွေလည်းအယောင်တောင်းလာခဲ့ပါတယ်သူလည်းဘာတွေဖြစ်နေရလဲဆိုပြီးအယုံဆိုင်နေခဲ့ပါတယ်။လမ်းဖြန်နေခဲ့ပေမဲ့သူနေရာကနေပြီးထတာမထနိုင်တော့ပါဘူး။ သူကြည့်နေနဲ့ရုတ်တရက်ပဲဓပုံတွေကိုဖိထားတဲ့အရာတစ်ခုပေါ်လက်တဆုံကျလာခဲ့ပါတယ်။သူလဲနေရာကနေထွက်ပြေးတော့မယ့်အချိန်မှာပဲဓပုံတွေကိုဖိထားတဲ့ကြောက်တုံးကြီးနဲ့သူ့ကိုပြက်ပေါက်လိုက်ပါတော့တယ်။သူလဲအရန်ကိုလမ်းဖြန်ပြီးတော့အတန်အကျဲကြီးနဲ့အော်ဟင်းမိသွားခဲ့ပါတယ်။အမလေးနားလိုက်တာသူ့ခေါင်းကနေသွေးတွေအစမပြတ်စီးကျနေပါတယ်။သူလဲနာကျင်လုံးလုံးအော်ဟင်းနေခဲ့ပြီးခေါင်းတွေလည်းတအားကိုမူနောက်နေခဲ့တဲ့အချိန်မှာအမြင်ရတဲ့အရာတစ်ခုကသူ့ရဲ့စပင်တွေကိုဆွဲကင်ထားလိုက်ပါတယ်။ပြီးသွားတဲ့အခါမှာသူ့မြေပေါ်ကိုလည်းကျသွားခဲ့ပါတယ်။ မှန်တကယ်ပဲအရေးတခုသူ့နာမှာရန်နေတယ်လို့သူလည်းခန့်စားခဲ့ရပါတယ်ဒီနောက်မှာအရေးတခုကသူရဲ့စပင်းတွေကိုဆွဲကင်ပြီးနောက်မှာတော့အပြင်အထိကိုဆွဲခေါ်သွားနေခဲ့ပါတယ်။သူလက်ထံရအပြင်ထံရရှိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ဘာမှထပ်ပြီးမလုံနိုင်ကြပါဘူး။အမလေးကျွန်တော်နာနေပြီလှုပ်ပါဗျာလှုပ်ပါ။တယောက်ရှိလားတယောက်ရှိရင်ကဲကြပါအောင်ဗျာကဲကြပါအောင်။ဒီမှာကျွန်တော်ကဲကြပါအောင်။ကျွန်တော်ကဲကြပါအောင်။မိမရေတမီးလေးကဲပါအောင်။ သူကတော့အယောင်ဒုက္ခရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့ချစ်လားစွာသောဇနီးလေးနဲ့သူရဲ့ခုနှစ်နှစ်အရွယ်သမီးလေးကိုအော်ဟစ်အကူအညီတောင်းခံနေခဲ့ပါတယ်။ဒါပေမဲ့သူရဲ့အော်တန်ကိုတော့ဘယ်သူမှမကြားခဲ့ရပါဘူး။နောက်တော့အရေးကြီးကလည်းသူကိုလေကားကနေတခြားဆွဲခေါ်သွားခဲ့ပါတယ်။လေကားကနေဇောက်ထိုးကြီးဆွဲချောက်ခံနေခဲ့ရတဲ့အတွက်ကြောင့်မို့လို့သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်းဒဏ်ရာအနာတရားတွေနဲ့ပြင်းထန်နေခဲ့ပါပြီ။သူလည်းအယံကုန်အောင်ကျင်လို့နေခဲ့တဲ့အတွက်ကြောင့်မို့လို့အော်ဟစ်နေခဲ့ပါတယ်။ သူဘလောက်ပဲအော်ဟင်နေခဲ့ပါစေသူရဲ့အော်တန်းကိုတော့ဘယ်သူမှမကြားနိုင်ခဲ့ပါဘူးသူရဲ့ခေါင်းတစ်ခုလုံးလည်းကွဲပြဲနေခဲ့ပါပြီသူရဲ့ခေါင်းကထွက်တဲ့သွေးတွေကတော့လှေကားတလျှောက်မှာအမှတ်သားအနေနဲ့ထင်ကြံရေးစေးခဲ့ပါတယ်သူအချင်းတွေတတော်လေးဆွေးရွားနေခဲ့ပါပြီ။သူရဲ့မျိုးလုံးရှင်မှာအမောင်တို့ကြီးတခုကိုတာမြင်တွေ့နေခဲ့ရပါတော့တယ်။ခနာကြာမှာမိုက်သွားခဲ့ပြီးနောက်မှာတော့သူရဲ့ရှင်မှာကြောက်စရာကောင်းတဲ့ဝိညာဉ်တွေအများကြီးကိုမြင်တွေ့ခဲ့ရပါတယ်။အခုအချိန်မှာဒီအလောင်းကောင်းတွေအားလုံးကအသက်ရှင်နေခဲ့ပြီးတော့သူ့ကိုပဲပြူးကြည့်နေခဲ့ကြပါတယ်။ ခုနှစ်နှစ်အရွယ်ကလေးလေးတယောက်ကလည်းသူ့ကိုပြိုးပြီးတော့ကြည့်နေခဲ့ပါတယ်။ပြိုးကြည့်နေခဲ့ရတဲ့ဘဲကပါမလဲ။သူ့ရဲ့မျက်လုံးထဲမှာမိခိုးတွေအများကြီးကိုလည်းတွေးနေကြရပါတယ်။ဒီနောက်မှာတော့အလောင်းကောင်းတွေအလုံးကသူ့စီကိုရောက်လာခဲ့ပြီးနောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်တွေကိုတစားစီဖြစ်သွားအောင်လို့ဆုပ်ဖြဲပစ်ခဲ့ကြပါတယ်။အာနားရဲနားရဲလှုပ်ပေးပါလှုပ်ပေးပါ။တပုတ်ဆရာကလည်းရန်ကိုကြောက်ရွံ့လွန်နေတဲ့အကြောင်းမို့လို့အော်ဟစ်လိုက်ပါတယ်။သူလည်းတော်တော်လေးကိုကြိုးစားရုန်းကန်ပြီးတော့အော်ဟစ်နေခဲ့ရပါ။ ဒါပေမဲ့အလောင်းကောင်တွေကတော့သူကိုဆွဲကုပ်ဖဲ့နေခဲ့ကြတော့ပါပဲ။မိမအေးကေပောင်းကွာကေပောင်းကေပောင်းဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။